ရင်သွေးလေးတွေကိုရှင်ပြုကယဟန်အမကြီးအဖြစ်ခံယူတော့မဲ့ပရိဒမင်းသမီးကြီးခိုင်နေဝေပရိဒမြလုံးမင်းမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြည့်လေးကြိုဆိုလိုက်ပါတယ်။သူမမွေးစားထားတဲ့ရင်သွေးလေးတွေအတွက်အမုံမြတ်ဆုံးအလူဒါနာလေးတစ်ခုပြုလုပ်ပေးဖို့ပြင်ဆင်နေတာကတော့ပရိဒမင်းသမီးကြီးခိုင်နေဝေပါ။ခိုင်နေဝေပြုလုပ်ပေးမယ့်မွန်မြတ်တဲ့အလူဒါနာကတော့ရင်သွေးလေးတွေကိုယဟန်ကန်ရှင်ပြုနာသာပေးမယ့်အလူတော်မင်္ဂလာဖြစ်ပါတယ်။ အလုံးသိကြတဲ့အတိုင်းပရာဟိတမင်းသမီးကြီးခန်နေဝေဟာ2018ခုနှစ်ကလေးကစတင်ပြီးတော့အကြောင်းမျိုးမျိုးကြောင့်မိဘမဲ့ဖြစ်သွားတဲ့ရင်သွေးလေးတွေကိုခေါ်ယူဆောင်ရှောက်ခဲ့ပါတယ်။ဒီလိုနဲ့ခန်နေဝေရဲ့ရင်သွေးလေးများဆောင်ရှောက်မှုကိဟာကတဖြည်းဖြည်းနာမည်ကြီးလာသလိုပရာဟိတမင်းသမီးကြီးခန်နေဝေခေါ်ယူမွေးစားထားတဲ့ကလေးတွေကလည်းများပြားလာတာဖြစ်ပါတယ်။ဒါအပြင်ခန်နေဝေကခိုကိုရမဲ့နေတဲ့ကလေးတွေအတွက်အားကိုးရမိခင်ချင်းဖြစ်လာပါတယ်။ တခြားသောမိဘမဲ့ခင်ဟာတွေဆိုရင်ရင်သွေးလေးတွေလက်တလောစားတောက်နေထိုင်ရေးကိုပဲဦးစားပေးရပါဒါပေမဲ့မိမိခန့်နေဝေကတော့တခြားမိဘမဲ့ခင်ဟာတွေလုံးမဟုတ်ပဲရင်သွေးလေးတွေရဲ့ရှေ့ရေးကိုကိုဝမ်းနဲ့လွယ်မွေးထားသလိုရင်သွေးလေးတွေရဲ့စံသားကိုပါဦးစားပေးပါတယ် အခုလည်းကိုယ့်ရဲ့ဝမ်းနဲ့လွယ်ပြီးတော့မွေးထားရတဲ့သားလယတနာ၊သမီးလယတနာလေးတွေကိုအရွယ်ရောက်လာတဲ့အချိန်မှာတရဏဘောင်လေးကိုသွတ်သွင်းပြီးတော့ယဟန်တက်ကယဟန်တိုင်ကမှဖြစ်ခန့်ယူကြတာကတော့မြမရိုးရာတလေးဖြစ်တဲ့ခိုင်နင်းဝေကလည်းရင်သွေးလေးတွေကိုယဟန်ခန့်ရှင်ပြုနာသားအလူတော်ပွဲကျင်းပဖို့အတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်။အခုဆိုရင်မမေခိုင်ကခိုင်နင်းဝေရင်သွေးလေးများကိဟာကိုတီထောင်ခဲ့ပြီးတော့ကျွေးမွေးဆောင်ရှောက်ခဲ့တဲ့သားသမီးလေးတွေကအခုဆိုရင်တော်တော်လေးကိုတည်တတ်တဲ့အရွယ်ရောက်ရှိလာပါပြီ။ဒီအခါမှာတော့ခိုင်နင်းဝေအနေနဲ့မိဘတွေ ဲ့တာဝန်ရှိတဲ့အတိုင်းတားလာယတနာသမီးလာယတနာလေးတွေကိုရှင်ပြူနာတာအလှူတော်မင်္ဂလာပွဲကြီးကျင်းပပြုလုပ်ပြီးတော့တရဏဘောင်တွေကိုသွတ်တွင်းတော့မှာပဲဖြစ်ပါတယ်။ ဒီလိုမျိုးအလှူတော်မင်္ဂလာပွဲကြီးကျင်းပပြုလုပ်ရတာကနောက်ထပ်အကြောင်းရင်းတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့အခုလက်ရှိသမားရဲ့ခေတ်ဟာကိုရောက်ရှိနေတဲ့ကလေးလေးတွေကအတိတ်ဘဝကဝေကြွေးကံမကောင်းခဲ့ရာကြောင့်မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရသူတွေဖြစ်ပါတယ်။ဒါကြောင့်အခုဘဝမှာမိဘအရင်းတွေနဲ့ဆုံလင်းစွာနေထိုင်ခွင့်မရခဲ့ပေမယ့်နောက်ဘဝတွေမှာတော့ပြည့်စုံကောင်းမွန်တဲ့ဘဝတွေကိုရရှိစေဖို့အတွက်ကုသိုလ်ဒါနတွေကိုပြုလုပ်ပေးခြင်းနဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ဒီလိုမျိုးသားသမီးတွေကိုရှင်ပြူနာသာအလှူတော်မင်္ဂလာပွဲကြီးပြုလုပ်ပေးခြင်းကလည်းခိုင် င်းဝေရဲ့ရီမန်ချက်တွေတဲကတခုဖြစ်ပါတယ်။စီစဉ်နေခဲ့တာကတော့ကြာပြီဖြစ်ပေမဲ့အခုချိန်မှမှအကောင့်ထဲပေါ်ခွင့်ရပြီးရောအလုတ္တရကမှကြီးဖြစ်တော့မယ့်အတွက်အရင်လေးပျော်ရွှင်နေခဲ့ပါတယ်။ အခုတော့ခိုင်နှင်းဝရဲ့မျိုးဆက်တွေဖြစ်တဲ့ခိုင်ရင်သွေးလေးတွေတဲကအတော်လေးသေးတဲ့နေပြီဖြစ်တဲ့သားလာရတနာ၁၁ယောက်တမိလာရတနာ၁၁ယောက်ကိုရှင်ပြူနာတာပြီးတော့အလူမင်္ဂလာပွဲကြီးမကြခင်ရပိုင်းတွင်းမှာကျင်းပတော့မှာပါဒီလိုမျိုးသားသမီးရတနာတွေအတွက်အဖက်ဖက်ကနေတွေးတော်စီစဉ်ပေးကြတာကမေမေခိုင်နှင်းဝရဲ့ကြီးမားတဲ့မြတ်တာတရားဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောယဟန်ခံရှင်ပြူနာတာပြီးယဟန်အမကြီးဖြစ်ခံယူတော့မယ်ပရိုက်တာမင်းသမီးကြီးခိုင်နှင်းဝရဲ့အတွက်ပရိသတ်ကြီးတို့ရောဝမ်းသာမိကြလားဆိုတာပြောသွား ွားခဲ့ပါအောင်ရှင်အစောင်းနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်